အဲအခုချိန်မှာနေအိမ်တော်မရှိတော့ညို့အမေစိတ်မချတာနေအိမ်တော်မရှိတော့ညို့အမေစိတ်ပူဆုံးမဲ့ဆိုအဲ့လိုအတွေးမျိုးကိုပြောမဲ့လူလည်းမရှိတော့လုပ်ပြီးမဲ့လူလည်းမရှိတော့ဘူးတာသမီးမွေးပြီးတော့သူဒုက္ခရောက်နေတဲ့လူတွေနဲ့အများကြီးပဲဒီနေ့မှအခုလုံနိုင်သေးတယ်သွားနိုင်သေးတယ်လာနိုင်သေးတယ်ဟုတ်တယ်မလားဒီနေ့မှဘာလုပ်လဲတွေးနိုင်သေးကြာစီနိုင်သေးတယ်ဟုတ်တယ်မလားအိုက်စီနိုင်ခြင်းဒီမှာဒီနေ့မှနိုင်တဲ့လောက်အလုပ်တွေလုပ်သွားမှာကိုအယူကိုတည်ပြီးတော့မှမလုပ်နိုင်ခြင်းဘုံကြီးဝင်မယ်နောက်ဆုံးချိန်ပြအခုဆုံးလန်းစားမယ်အမင်းတက်တော့ငတ်ဘူး ိလေဘာမောက်ကြီးมาလဲဆိုတော့ဒါယူစမတာတစ်ခုလောက်လဲဖြေရပါမယ်ဖြေသူကတော့ပြောတာပေါ့လေဒါအိမ်တော်ပြုတော့နင်းအိမ်တော်ပြုခြင်းမင်းတက်ကြီးလာလို့မချမ်းမှဖြင်းအောင်မှနင်းသားသမီးတွေကမျိုးထောက်ပံ့မယ်ကျွေးမွေးမယ်အဲ့တော့အမေတို့ကကြတော့တခဏပဲနေနိုင်မယ်ပြောနိုင်မယ်ပြေးနိုင်မယ်အဲ့တော့သားလေးဘလို့လောက်ဘလို့နေပါ냐အမေကပြောခဲ့တာပေါ့လေအခုလည်းဟိုပေါ့အသက်ရရလာလို့ဆိုတာဟိုပေါ့အိမ်တော်မပြုခြင်းတော့တာလीနော်မိကျတော့ဆိုပေါ့ဟို ကတူတွေတူမတွေနဲ့ပဲအချိန်ကုန်နေတော့လေတူတွေတူမတွေဆိုတော့သူကတော့ပြောတော့ပါလေတူတွေတူမတွေဆိုတော့ရေရှင်မှာအားကိုးမှာမဟုတ်စဉ်းစားအောင်ကိုသားသမီးလောက်သားသမီးမွေးပြီးတော့အကိုပြန်ဆွေးရတယ်ဒါလည်းဒါပါပဲသားသမီးမွေးပြီးတော့သူဒုက္ခရောက်နေတဲ့လူတွေနဲ့အများကြီးပဲလေနော်သားသမီးတိုင်းမဟုတ်ပါဘူးအဲ့တော့ငါအဲ့ဟိုပေါ့ကြောတော့နဲ့ကံမရှိနောက်ပိုင်းလုံနိုင်အလုံးလုံးခွေမရှိရင်တော့မရကိုရင်းလေးမှဘာမှအာမကိုတော့ နော်။အဲဆိုအမားတွေဆိုတာလည်းဒါသူတို့အိမ်တော်ဝဲတွေ။ဒါသူတို့သားသမီးသူတို့အတိုင်းမျိုးနဲ့ရှိလာတဲ့အခါကျရင်ကိုယ်ကကူးဆိုင်ပေးတယ်မှာကူးဆိုင်ပေးနိုင်မယ်။ဒါတော့ဟိုဘိုးတော်တွေရပဲလေနော်။ဒါကိုမမဟုတ်ပါဘူးကိုမိသားစုမှာသူများမိသားစုလည်းဒီလိုပဲကိုမိသားစုကိုအတိုင်းပိုင်းကောင်းလို့တော့နောက်ပဲဟိုဟာရှိကြမှာလေကိုရီကြတော့ဟိုဘယ်လိုပြောမလဲချစ်တော့ချစ်မယ်ကိုမိသားစုကိုရင်ထဲကမွေးထုတ်လိုက်ရတာမျိုးကိုချစ်လို့ယူရရဲ့ယောက်ျားယောက်ျားတွေလောက်တော့ဘယ်တန်ရောနေကြည့်ပါအခုဘာဖြစ်လဲအခုအခုရှာတော့ရှာနေတာပဲရှာသလောက်မဖြစ်လာခဲ့ရင်ကိုနောင်ရင်အတွက် ဘာမှမဖြစ်လာခဲ့ရင်အကောင်းဆုံးဖြတ်တယ်မေတ္တာရေလေးမအပူပြောတာမဟုတ်ခုမှသားသမီးမရှိတဲ့အတွက်အိမ်တော်မရှိတဲ့အတွက်အခုဖုန်းကြီးဝင်မယ်နောက်ဆုံးချိန်ပြီးအခုဆုံးခံစားမယ်အမင်းတက်တော့မငတ်ဘူးနောက်ဆုံးဖြတ်တော့ဖရာတရားလောက်သွားမယ်ဒါပါပဲဘာလို့ဆိုတော့အဲ့လိုဟိုအဝေးယူအမေပြောသလိုပေါ့အဲအခုချိန်မှာနင်းအိမ်တော်မရှိတော့နင်းကိုအမေစိတ်မချတာနင်းအိမ်တော်မရှိတော့နင်းကိုအမေစိတ်ပူဆုံးမဲ့ဆိုအဲ့လိုအတွေးမျိုးကိုပြောမဲ့လူလည်းမရှိတော့လုပ်ပေးမဲ့လူလည်းမရှိတော့ဘူးအဲ့ဒီအတွက်ကိုကိုကတော့ ခုချိန်မှာတော့တွေးရတာပေါ့လေပြန်တွေးတော့တာပေါ့ငါလည်းအိမ်တော်မရှိဘူးအသက်ရပိုင်းကြဘယ်လိုလုပ်ဆိုကို့အတွက်ဘာဆိုတာတော့အဲ့ဒါကြောင့်အခုစီးပွားရေးကိုလည်းနည်းနည်းတိုးရှာမယ်စီးပွားရေးလေးလည်းနည်းနည်းချက်မှာပေါ့လုံနိုင်နိုင်ပြီကို့ကို့အယူကိုတည်ပြီးတော့မှမလုံနိုင်ကြဘူးကိုဟိုကန်လေးတစ်ခုကြောင့်ရော့ငါတူရီတူမတယ်မျိုးဒါယူတာငွေကိုကုပေါ့နော်အဲ့လိုပြောလို့ကို့ဘာအထုတ်ချလို့မပေးနိုင်ရင်တော့မှမပေးနိုင်ခဲ့ရင်တော့မှအခုအခုပြောသလိုပေါ့ဘာမှမငင်နိုင်တဲ့ဘဝတစ်ခုမှာကိုရနောက်ဆုံးထွက်သက်ကိုဘယ်ချိန်ကြီးကိုမတွေးနိုင်တော့မတွေးနိုင်တော့အခုနောက်ဆုံးအချိန်ကို ကိုကတာသနာပါမှာပဲအခုဆုံးသက်ပါမှာအကူတို့ကညီမလေးပြောမှဆိုရင်မိသားဝန်ထမ်းဘဝကလာတာမိသားအဖေကဒါမိသားရဲ့မိသားရဲ့အနေပြီးအကူကလာတာဖြစ်တဲ့အတွက်ကိုအကူတို့မှအိမ်မိုင်လည်းမရှိဘာမှမရှိဘာအမွေးမှလည်းမရှိဘာမွေးမှမရှိဘူးအဲ့တော့ကိုတူကိုရာကိုပေါ့ကိုယုံပြီးလာခဲ့ရဆိုတော့အော်အခုလက်ချက်မှာလည်းအခုပြောသလိုပေါ့အဲ့ဒီအချိန်တည်းတက်လာတဲ့အတွက်ကိုအိမ်မန်လေးတလုံးပြန်လူချင်းတယ်လူချင်းတယ်ဆိုတော့စူးစမ်းတာပဲဒါပေမဲ့မဖြစ်လာသေးဘူး အခုဒီများတွေကတော့ကိုရင်လေးမကြီးကားစီးရိုင်းတိုက်စီးရတယ်ဆိုပေမဲ့အခုအဖေမသေးခင်တော့အဖေဆန္ဒကိုရင်လေးမမဖြည့်စည်းပေးနိုင်ခဲ့ဘူးအဖေကိုမသေးခင်မှာနော်အိမ်ငယ်လေးဒါမဲ့တခွစ်ချီတာတမုန်းနဲ့တိုက်ခန်းလေးတခန်းတော့ပေါက်ထားတယ်ပေါ့ဒါလေးပဲရှိပါတယ်ဒါလည်းကိုရီကန်ကောင်းလို့သာဒါตอนดูปอกท่าล่ะสรว่านี่ด่าบาเลยสิบาจันโนฉันเนี่ยวนเนี่ยอภิเมติงอภิก็ไม่รู้နေจังซะด่านี่มาท้าพี่နိုင်เนี่ยตัดตรงมาเนี่ยล่ะพอดิห่ออะกูกูชาจุ้ยแม่มีบ่ไม่สิหรอมีบ่ไม่สิหรออูสุบิเมนเลยตรุตัว ယ်။ယန္တမအတူတန်းနေလောက်အောင်မယ်နိ။ယန္တမကူလုံနိုင်သေးတယ်၊သွားနိုင်သေးတယ်၊လာနိုင်သေးတယ်။ဟုတ်တယ်မလား။ယန္တမကဘာလုံးလဲတွေးနိုင်တယ်၊ချန်စီနိုင်သေးတယ်။ဟုတ်တယ်မလား။အိုက်စီနိုင်ခြင်းဒီမှာယန္တမနိုင်တဲ့လောက်အလုပ်တွေလုပ်သွားမှာ။လုပ်သွားပြီးတော့ယန္တမရှာမယ်၊မိဘအတွက်စုမယ်၊ကို့အတွက်စုမယ်။နော်။ဒါဆိုယန္တမအိမ်တော်မရှိတဲ့လူတွေကိုကို့အတွက်မစုလို့မရအောင်။ဒါမှကိုကတော့စူးစမ်းနေမယ်ကံကိုနောက်လိုက်အောင်ပါလေနော်အဲ့လိုကံလေးပြီးတဲ့အချိန်တခုအတွက်ကိုရင်းလေးမှစူးစမ်းရမယ်ရုံးကအောင်မယ်ပေါ့အဲ့ဒီအတွက်ကိုရင်းလေးမ များကြီးပြင်ဆင်အောင်ပါပါခင်ဗျာကျွန်တော်အဲ့ဒါယလိမတော့တခုရှိတာယလိမတတ်တဲ့ခန္ဓာမြင်နေတွေ့ယလိမတော့ကျွန်တော်မရှုံးမပေးဘူးယလိမစူးစမ်းမှာစူးစမ်းမယ်ဆိုအဲ့စူးစမ်းရဲ့အရာတိုင်းတွေကခုချိန်မှဒါအဖေတွေအမေတွေအကိုတွေအဘွားတွေဦးလေးတွေဒါဒါရင်းနေတဲ့ကိုမိသားစုအတွက်စုံသွားတဲ့မိသားစုဒါဘာမှစားသူတို့အတွက်ပြီမယ်တမ်းမယ်ပြီမယ်ဟုတ်ကဲ့အဲ့လိုလေယလိမစူးစမ်းပါပါမယ်